Do share. ဇွန်လ၁ရက်နေ့ကနေ၁၀ရက်နေ့အတွင်းမှာကျင်းပခဲ့တဲ့မြန်မာဂီတပွဲတော်ကြီးကိုပိတ်ပွဲအနေနဲ့ဇွန်လ၁၃ရက်နေ့မှာအခမဲ့ဂီတဖျော်ဖြေပွဲကို တင်ဆက်ခဲ့တာပါ။ဂန္ဓဝင်ဂီတတွေကိုသာတင်ဆက်သွားမယ်ဒီဖျော်ဖြေပွဲမှာနိုင်ငံတကာဂီတနဲ့မြန်မာဂီတဘလို့ပေါင်းဆက်တင်ဆက်ခဲ့ကြတာလဲ။နိုင်ငံတကာကဂန္ဓဝင်တေးဂီတနဲ့တင်ဆက်မှုတွေကိုမြန်မာနိုင်ငံကိုယူဆောင်လာခဲ့တာပါလို့ဆိုပြီးမြန်မာဂီတပွဲတော်ကြီးမှာငယ်ရွယ်တက်ကြွတဲ့မြန်မာဂီတပညာရှင်တွေပေါ်ထွက်လာစေဖို့ In this concert is to nurture young talented artists in Myanmar and we do this through all the education work that we've doing so for example ဒီနေ့မှာနောက်နိုင်ငံကတူရီယာတွေနဲ့မြန်မာနိုင်ငံကတူရီယာတွေပေါင်းစပ်လိုက်တဲ့ဖန်တီးမှုကြောင့် <laughs> ဒီဒတ်အစ်ဖြစ်ပေါ်လာပါတယ်ဒီဒတ်ဖန်တီးသူတွေတရွေ့တွေအနေနဲ့လည်းဒီလိုဖန်တီးမှုမျိုးကိုဆက်လက်ရှာဖွေသင့်ပါတယ်မြန်မာဂီတဖွံ့ဖြိုးလာဖို့မျှော်လင့်မိသလိုမြန်မာဂီတပညာရှင်တွေကလည်းနိုင်ငံတကာနဲ့ချိတ်ဆက်နိုင်တဲ့အခွင့်အရေးတွေရရှိနိုင်မှာပါဒီလိုပွဲတွေကိုလူငယ်ဂီတပညာရှင်တွေအားကျလာပြီးဒီထက်ပိုကောင်းတဲ့ဖန်တီးမှုတွေပြုလုပ်နိုင်မယ်လို့လည်းယုံကြည်ပါတယ် မေရိကန်၊ထိုင်ဝမ်၊မလေးရှား၊ထိုင်းနဲ့စင်ကာပူနိုင်ငံတွေကအမှုပညာရှင်တွေနဲ့မြန်မာအမှုပညာရှင်တွေပူးပေါင်းပြီးကမ္ဘာဂီတ၊မြမဂီတတို့ကိုပေါင်းဆက်တီးခတ်ခဲ့ကြသလိုမြမကန်နဝင်အစိုးရရည်တန့်ရဲ့တချိန်ကလူကြိုက်များခဲ့တဲ့လက်ပံကောက်ချိန်တချင်းကိုလည်းပေါင်းဆက်တီးခတ်ဖျော်ဖြေခဲ့တာကြောင့်ပြည်သက်တွေကျေနပ်အားရခဲ့ကြပါဗျ။ မဂီတတူရိယာတွေဖြစ်ကြတဲ့ဂျေဂျူတရေလေစီဝါတို့နဲ့အနောက်တိုင်းရဲ့ဂီတတူရိယာတွေဖြစ်ကြတဲ့ဆန်နီယာတယောတို့နဲ့ပေါင်းဆက်ပြီးဖျော်ဖြေရမှာတော့မြန်မာဆိုင်ပညာရှင်မြန်မာပြည်ကြောက်ဆင်းဟာအနောက်တိုင်းကလိုက်ပြီးတီးခတ်နိုင်မဲ့တချင်းတွေကိုသာရွေးချယ်ထားတဲ့အကြောင်းကိုအခုလိုပဲရှင်းပြခဲ့ပါတယ်ကိုရောကတော့မြန်မာတချင်းလေးတွေကိုပြန်လည်ပြီးတော့သူတို့နောက်တိုင်းသူယောဂဂီတကိုရောကယောဂဂီတဆိုင်းပစ္စည်းတွေနေပေါ့နော် ဆိုင်ဝိုင်းမောင်း၆လုံးပတ်နှစ်ပြလို့ပေါ့စီဝါအဲဒီနဲ့ပေါင်းစပ်ပြီးတော့သူတို့တရောတွေပြေတော်တွေဒါမျိုးတွေသူတို့ပြည်မြရှင်တွေနဲ့ပေါင်းစပ်ပြီးတည်မယ်တချင်းလေးတွေလည်းရွေးထားပါတယ်ကျေလက်တချင်းလေးနောက်ဟိုအနည်း20ကျော်တပြားချင်းလေးတွေပါတော့နောက်ကိုယ်ပိုင်ပြီးလုံးလေးတွေပါတော့